ခုခြံပတ်ကတော့ယောမဩရစာခန်းကြီး၁၄ဖြစ်ပါတယ်။ယောမဩရစာခန်းကြီး၁၄အငယ်၁မှ၉ယုံကြည်အားနည်းသောသူတို့ကို လက်ခံကြလော့တို့ရတွင်ယုံမှားပွေသောပြဿနာတို့ကိုထူသူနှင့်မဆွေးနွေးကြနှင့်အစာအမျိုးမျိုးကိုစားအပ်သည်ဟု လူအချို့ယုံ၏အာနေသောသူမူကားဟင်းဒီဟင်းရွက်ကိုသာစား၏ အမျိုးမျိုးကို စားသောသူသည်မစားသောသူကို မချိမဲ့မြင်မပြုစေနှင့် မစားသောသူသည်လည်းစားသောသူကို မစစ်ကြောမစီရင်စေနှင့်အကြောင်းမူကားဘုရားသခင်သည် သူကို လက်ခံတော်မူပြီးသူတစ်ပါးပိုင်သောလူကိုစစ်ကြောစီရင်သောတင်သည်အဘဲသူနီသူသည်မိမိသခင်စီရင်သောအာဖြင့်သာအပြစ်လွတ်ခြင်းအပြစ်ခံခြင်းတို့ရောက်ရ၏ ူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်အကြောင်းမူကားဘုရားသခင်သည်သူ၏အပြစ်ကိုလွတ်ခြင်းငှာတနိုင်တော်မူ၏နေရတရထက်တရတာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏လူအချို့မထင်လူတိုင်းမိမိစိတ်တဘောကြပါစေ နေရကိုဆောင်းတော်သူသည်သခင်ဖျားကိုထောက်၍ဆောင်း၏နေရကိုမဆောင်းတော်သူသည်လည်းသခင်ဖျားကိုထောက်၍မဆောင်းဘဲနေ၏စားတော်သူသည်သခင်ဖျားကိုထောက်တော်စိတ်နှင့်စား၍ယေရှုတော်ရှိသည်ဟုဝန်ခံ၏မစားတော်သူသည်လည်းသခင်ဖျားကိုထောက်တော်စိတ်နှင့်မစားဘဲနေ၍ယေရှုတော်ရှိသည်ဟုဝန်ခံ၏ငါတို့တွင်အဘယ်သူမျှကိုအဖို့လုံငါအသက်မရှင်အဘယ်သူမျှ ကိုအဖို့လူငါမတိအသက်ရှင်ရင်သခင်ဖျားအဖို့အလူငါရှင်ဤတေလင်လဲသခင်ဖျားအဖို့အလူငါတေဤထိုကြောင့်အသက်ရှင်သည်ဖြစ်စေတေသည်ဖြစ်စေသခင်ဖျားဆိုင်တော်မူဤအကြောင်းမူကားခရစ်တော်သည်တေသောသူတို့ကို၎င်းရှင်သောသူတို့ကို၎င်းအဆူရသောအရှင်ဖြစ်လိုသောငါအတိခံ၍ခံပြီးမှအသက်ရှင်ပြန်တော်မူဤ အငယ်တဆမဆနှစ်တင်းဒီညီကိုချင်းကိုအပေเจ้าစစ်ကြောစီရင်သည်ညီကိုချင်းကိုအပေเจ้าမထီမဲ့မြင်ပြုသည်ငါတို့ရှိသည်မြသည်ခရစ်တော်၏တရားပလင်တော်ရှိသူရောက်ရကြမည်ကျမ်းစာလာသည်ကငါအသက်ရှင်တော်မူသည်ဖြစ်၍ငါရှိ၌လူတိုင်းဒုထောက်ရမည်ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့်တစ္ဆာခံရမည်ဟုသာဝရဘုရား မိန့်တော်မူ၏တို့ဖြစ်၍ ငါတို့ရှိသည်မြတ်သည်ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည်အငယ်73မှ79ထိုကြောင့်ငါတို့သည်ယခုမှစ၍အချင်းချင်းမစစ်ကြောမစီရင်ဘဲနေကြကုန်ဟံညီကိုချင်းထိမိ၍လဲเสียအခွင့်မှားယွင်းเสียအခွင့်မရှိစေမည်အကြောင်းတာ၍စီရင်ကြကုန်ဟံအဘဲအစာမြပဂတိတိုင်းမင်းကြီးညူးချောင်းကိုငါသည်တခင်ယေရှုကိုအမိပြုလျက် သဘောကျ၍အမှန်တည်သို့တော်လည်းညင်ညူးသည်ဟုအကျဉ်သူသည်ထင်၏ထိုသူ၌ညင်ညူး၏တင်းညီကိုသည်တင်စားသောအစာကြောင့်စိတ်နာရလျင်တင်းသည်မေတ္တာကြည်အားကိုမချင်ခရစ်တော်သည်အသေးခံတော်မူသောခြေဆုတော်ကိုခံတော်သူကိုတင်းအစာအားဖြင့်အကျိုးမနှဲစေနှင့်တင်တို့သည်အခွင့်ရသည့်အမှုမှာကဲ့ရဲ့စရာအကြောင်းမရှိစေနှင့် ဖျားသခင်နိုင်ငံတော်သည်အစားအသောက်၌မတည်ဖြောင့်မတ်ခြင်းညီတက်ခြင်းတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသော ဝမ်းမြောက်ခြင်း၌တည်၏။ငယ်၈မှ23ထိုတို့ကျင့်၍ခရစ်တော်၏အမှုကိုဆောင်ရွက်တော်သူသည်ဖျားသခင်ရှေ့၌နှစ်သက်ဖွယ်လူတို့တွင်ချီးမွမ်းပွေဖြစ်၏။ထိုကြောင့်ညီတက်ခြင်းနှင့်၎င်းအချင်းချင်းတိဆောက်ခြင်းနှင့်၎င်းရှင်သောအရာတို့ကို မိအောင်လိုက်ကြကုန်ဟံဘုရားသခင်ဤအမှုတော်ကိုတင်ဤအစာလိုငါမဖြစ်စီနှင့်အစာမျိုးမျိုးသို့သည်စင်ကြယ်ဤသို့တော်လေသူတစ်ပါးထိမိ၍လဲเสียအကြောင်းနှင့်စားသောသူသည်အပြစ်ရှိဤအမဲသားကိုစားခြင်းစပြည့်ကိုတောက်ခြင်းကိစ္စမှစ၍ဤကိုထိမိ၍လဲเสียအကြောင်းမှားရင်းเสียအကြောင်းအားနည်းเสียအကြောင်းများကိုရှောင်အပ်ဤတင်သည်ယုံကြည်ရှိလျှင် ကိုလိုလျောက်ဘုရားသခင်ရှေ့၌ရှိစေလောကိုလက်ခံသောအမှုမှကိုကိုမစစ်ကြောမစင်သောသူသည် မင်္ဂလာရှိ၏ယုံမှားသောသူသည် စားလျင်ယုံသောစိတ်မရှိဘဲစားသောကြောင့်အပြစ်စီရင်ခြင်းကိုခံရ၏ယုံသောစိတ်မရှိဘဲကျင့်မြသောအကျင့်တို့သည်အပြစ်ရှိကြ၏ Okay, now jump by my pen to jump in. Bye-bye.